ဖော်လိုဝါများမင်္ဂလာပါရောင်းရုံးလည်းမတွေ့တာကြာပြီအဲကျွန်တော်ရဲ့ page မှာ follower အများကြီးရှိတယ်အဲ့ထက်ကကျွန်တော်စီမှာ online နဲ့တင်ယူနေတဲ့ member တွေလည်းအများကြီးရှိတယ်အဲ့တော့ဒိုင်းမောင်ပြန်ဝါသနာရှင်တွေပဲဖြစ်ဖြစ်ဘန်ဒိုဝါသနာရှင်တွေပဲဖြစ်ဖြစ်ဒိုင်းမောင်သမားပဲဖြစ်ဖြစ်ဘန်ဒိုသမားတွေပဲဖြစ်ဖြစ်အချင်းကြာလာတာနဲ့အများဒိုင်းပညာဆိုတာအဲကျွန်တော်ရဲ့တင်နန်းသားတပည့်တွေလည်းအများကြီးပြောလို့ရှိတယ်အပေါ် မြောက်ပြီးပြစ်လိုက်တဲ့ခဲလိုပဲဆဆချင်းမြောက်လိုက်တဲ့အချိန်တော့အရှိန်ုံနဲ့ပြေးတယ်တက်တယ်တက်တယ်တက်တယ်ပြီးရင်ဒုံးစုံပြန်ကြတဲ့အချိန်ရှိတယ်ပြန်ကြတဲ့အချိန်ကျတော့ဗာလေအဲ့ဒါကျွန်တော်တို့ရဲ့ဝါသနာတွေခွန်အားတွေစိတ်မာကြောမှုတွေလျော့သွားတဲ့အချိန်အဲ့ချိန်ကျရင်တိုင်းဆိုတာလက်မကြည့်ကျွန်တော်လောက်အောင်စိတ်ညစ်သွားတယ်မကြည့်ပြတော့ဘူးမကြည့်နဲ့ရပါတယ်ဆိုတဲ့စိတ်ဝင်လာတယ်အဲ့လိုဝင်လာတဲ့အခါတိုင်းပညာဆိုတာမလိုပါဘူးဆိုတဲ့အတွေးပါထပ်ပြီးဝင်လာတယ်အဲ့ဥပမာလေးတစ်ခုပြောရရင်ကျွန်တော်တို့မိသက်တင်တန်းတက်ထားတဲ့ မိသားသမားတယောက်ပဲဖြစ်ဖြစ်အပြင်လိုအပ်လို့တင်တန်းနေရတယ် training ပေးတာပဲဖြစ်ဖြစ်သွားတက်လိုက်တယ်အဲ့တော့မိသက်တင်တန်းကို ပုံမှန် train ပေးနေတဲ့နီးပြဆရာကဘာမှပူကြမလို့ကျွန်တော်မိပဲလောင်လောင်အဲကျွန်တော်မိသက်ကိုပညာတွေကိုထားပါတော့ဟို class A fire ပဲဖြစ် class B fire ပဲဖြစ်ဖြစ် class C fire ပဲဖြစ်ဖြစ်မိသက်တဲ့ခါလွဲကူတယ်ဒါမဲ့တကယ်တမ်းအပြင်လူပဲဖြစ်ဖြစ်မိသက်တင်တဲ့တက်ရုံပဲတက်ထားတဲ့လူပဲဖြစ်ဖြစ်တကယ်တကယ်မိရန်နေကြုံလာတဲ့ခါကျရင်ပြသွားတယ် class a fire ကိုဘာနဲ့တတ်ရမှာလဲဆိုတော့မိသွားတယ်။ဒါတော့ class a fire ကိစ္စမရှိဘူး။ electrical fire အဲ့ဒီမိတတ်ကြတော့ရေနဲ့တော့ဖြန့်လို့မရတော့ main switch တွေချရမယ်။နောက် gas fire တွေရှိတယ်။အဲ့တော့ gas fire ကြတော့လေ gas မိဖို့တွေကမိထလောင်တဲ့အခါရေသွားငြင်းငြင်းလို့လည်းမရအောင်။အဲ့တော့ gas evolve တွေပိတ်ရမယ်။ဒါမျိုးတွေပေါ့နော်။အဲ့လိုပဲတိုင်းပညာဆိုတာလည်းအဲ့လိုပဲ။ကျွန်တော် basic ပိုင်းမှာဒါကြောင့်လို့မြမယူရအတိုင်းပြောင်းပြန်ဆရာကြီးတွေပဲဖြစ်ဖြစ်ဘန်ဒိုဆရာကြီးပဲဖြစ်ဖြစ် level 1မှာအဆင့်တော်တော်မြင့်တဲ့အပိုင်းတွေကို ပေးထားတာဖြစ်တယ်တကယ့်ကိုလက်တွေ့အသုံးချလို့ရတဲ့ပညာရပ်တွေကိုပေးထားတာဖြစ်တယ်အဲ့ဒီ level 1ကိုကြည်နေအောင်ကျင့်ပါထုံနေအောင်ကျင့်ပါအားကစားတရလိုမျိုးသမင်းစားရေတောက်ဖြစ်သွားတဲ့အထိအထုံဖြစ်သွားတဲ့အထိကျင့်ထားဖို့လိုတယ်အဲ့တော့ကျွန်တော်ကစဉ်းစားတာပေါ့ဟာငါတိုင်းပေါ့ဗျာတတိယဆင့်ရောက်လာပြီသုထရဆင့်ရောက်လာပြီဆရာဆင့်ရောက်လာအဲ့လိုပဲဘန်ဒိုမှာဆိုရင်အနီအဆင့်ဆိုပြေးပြီစံမွေးဖြစ်ရမယ်ဆိုရင်ပြေးပြီဘာကြောင့်လဲအဲ့ဒီဟာကိုကျွန်တော်တို့ကညံလို့တံပိုးထားတဲ့စိတ်နဲ့မထိမ့်သိမ့်လို့ တကယ်တမ်းဆိုရင်ဒီဘက်ခင်မှာသူများလည်းပြောကြတယ်လက်ညှိုးလေးတစ်ချောင်းဖွေးတာနဲ့ကိစ္စပြတ်နေတဲ့ခင်မှာမင်းတို့အားတွေကမလို့ဘူးမဟုတ်ပြကဘာရဲ့ရဲ့မှာရှိတဲ့တံပိုးထားရတဲ့ရှေးဟောင်းပစ္စည်းတွေဆိုရင်ပြတဲ့ထဲမှာတော့ထည့်ပြီးတော့တမြတ်တနိုးနဲ့ထိမ့်သိမ်းကြတယ်ကျွန်တော်တို့မြန်မာပြည်မှာဆိုတကယ်တံပိုးထားရတဲ့ရန်နာတွေအများကြီးပဲအဲ့ထက်ကမှရိုးရာအမွေနှစ်တွေဖြစ်တဲ့မြမရိုးရာလက်ဝိတ်တို့ပွဲချောင်းတို့မြမတိုင်းတို့တိုင်းပေါင်းပြန်တို့ဘန်တို့ဘန်ရှေတို့ဆရာကြီးကွန်ဖူဆိုမြင့်အွယ်တွေရဲ့ဘန်တို့ဆိုတာဒါကကျွန်တော်တို့ထိမ့်သိမ်းရမယ့်အမွေနှစ်ဖြစ်တယ်အဲ့တော့ မလိုဘူးလို့ထင်တဲ့လူတွေအတွက်ကတော့ထားလိုက်ပါကိစ္စမရှိဘူးကျွန်တော်တို့ကြောက်စင်းပြားနဲ့အဝိရှော်တို့ပဲကြောက်စင်းပြားကြီးကိုအဝိရှော်နေတဲ့လူကတော့အဝိရှော်တလောက်ပဲတန်ဖိုးရှိတယ်လို့ထင်နေပေမဲ့တန်ဖိုးရှိရလို့တတ်မှတ်ထားတဲ့လူတွေကတော့ဂရေကရာမကမှန်ပေါင်းကြောင်နဲ့ထားရမယ်အထီးရှိတာပေါ့နော်အဲ့တော့တိုင်းပညာတွေကဘာလဲဆိုရင်ကျွန်တော်တို့ကကင်းချေများရဲ့လက်တွေလိုပဲဒါလိုင်းဒါချမယ်ဒါလိုင်းဒါချမယ်အမြဲတမ်းကျင့်သွားဖို့လိုတယ်ဗျတကယ်လို့မှကျင့်ဖို့အချိန်မရတဲ့အတွက်မရောင်းရင်းလို့ကျွန်တော်ကအကြံကောင်းတစ်ခုပေးချင်တာက တင်ကန်းစာအစ်စ်တွေကိုတပတ်မှာတရက်နှစ်ရက်အဲ့ဒီအတွက်တီးတန့်ပေးပြီးလေ့ကျင့်ဖို့လိုတယ်။တင်ကန်းစာအဟောင်းတွေကိုတော့ကျွန်တော်နေ့စဉ်တော့သမင်းစာရေတောက်လိုမျိုးပုံမှန်ကစားတော့လို့တယ်။ဒါဆိုရင်ကျွန်တော်တို့ရဲ့တက်လုံလည်းပြန်ပြီး recover ဖြစ်တယ်လို့အချိန်လည်းအများကြီးမပေးရတော့ဘူး။တော်တော်များများတိုင်းပညာတွေရဲ့ level မြင့်လာတဲ့ခါကျအချိန်မပေးတော့ဘူး။ဘာလို့လဲဆိုတော့ငါဒါကစားနေလိုက်ရင်ဒါလေ့ကျင့်နေလိုက်ရင်ငါ့အတွက်အချိန်မကျန်တော့ဘူး။ငါမိသားစုနဲ့ဒါပါတော့နိုင်ငံခြားကကျွန်တော်ဒီမှာပြပကနေတင်တန်းတက်နေတဲ့ရောင်းရင်းလို့ဆိုရင် အဲဒါငါမိသားစုအတွက်အချိန်ပေးရမှာအများကြီးကုန်သွားမယ်ငါဖုန်းပြောဖို့တောင်အချိန်မရတော့ဖြစ်သွားမယ်တကယ်တော့အဲ့ဒါအထွေအမအထင်အမပဲဖြစ်တယ်တကယ်တမ်းပညာရှင်အဆင့်အစ်စ်ကိုပဲလေ့ကျင်တာပဲဖြစ်ဖြစ်ပညာရှင်အဟောင်းတွေကိုပဲကျင်တာပဲဖြစ်ဖြစ်ပထမအဆင့်ဆိုရင်တကယ်အင်တိုက်အားတိုက်အရှင်အဟုန်နဲ့ကျင်နေဆိုရင်အနည်းဆုံးမိနစ်20လောက်ပဲကြာတယ်ဒါကဖောင်းလက်တော့ဒါတိုင်ပြောင်းမြန်ရဲ့ပထမအဆင့်အပီးဒီကိုမိနစ်20လောက်ပဲကြာတယ်လေ့ကျင်ခန်းရောပေါင်းမှ9ဝက်ပဲကြာတယ်အဲ့တော့ ပုံမှန်မဟုတ်လဲကျွန်တော်တို့ဖုန်းကိုဟိုဘုတ်ဒီပုတ်နဲ့တနေ့ကို2နာရီ3နာရီထိုင်မိသွားတယ်။ဘာအတွက်လဲပေါ့2နာရီ3နာရီထိုင်တာနဲ့မိနစ်30အတိုင်းကစားတာနဲ့ဘယ်ဟာအများကြီးအကျိုးထူးမလဲအဲ့လိုပဲမိနစ်30လောက်တိုက်ထိုးတာတွေတန်းခိုးတာတွေလေဒီကုံတာတွေဘန်ဒိုလေ့ကျင့်ခန်းတွေလှုပ်လိုက်တဲ့ချိန်အပြင်ဘယ်ဟာကပို့ပြီးအကျိုးရှိသွားမလဲပေါ့။အခုခင်ဗျားတို့ကျွန်တော်မျှဝေနေတာတော့မှ9မိနစ်10မိနစ်လောက်ပဲရှိသေးတယ်။အဲ့ဒီပြောနေတဲ့အချိန်မှာတော့ခင်ဗျားတို့ထားချင်းလိုက်တယ်ဆိုရင်ဒါဘယ်တော့မှမကြတော့ဘူးဗျ။အဲကျွန်တော်ကိုဆရာကြီးဦးသိန်းရေးတိုင်းပေါင်းမြန်တင်နှမ်းမှာတော့တက်တော့မှပြောဘူးတယ်။ အဖိုးမောင်လေးလက်ထက်မှာတဲ့တိုင်းလောင်းပြန်ကိုလာတက်တယ်ပေါ့နော်လာတက်နေနေသူကကစားရင်ကစားနေပဲခိုးမှခွဲဒါကြီးပဲလုံနေရတော့ပြင်းလာတာပြင်းလာတော့ဆရာကြီးကိုလာပြီးခွန့်ပန်တာပေါ့ဆရာကြီးရဲ့တဲ့ကျွန်တော်တို့မအားဘူးဗျာတဲ့အချိန်မပေးနိုင်ဘူးအဖိုးကလည်းတည့်ရတိုင်းပဲအရင်ခက်ကဆရာကြီးတွေကကြမ်းလဲကြမ်းလဲအဲနောက်ကိုယ့်ရဲ့တပည့်တွေကိုတကယ်လဲစေနာထားတာဖြစ်တဲ့အတွက်ဟဲ့အောင်နဲ့မင်းအခုဘာလုပ်မလို့လဲအာကျွန်တော်အိမ်သာသွားလိုက်အောင်မယ်ဆရာအပေါ့သွားလိုက်ပါအောင်မယ်ဖိုးတဲ့အဲဆိုမင်းပဲခိုးနေသွားတယ် ဟိုကသွားရတာပေါ့တလန်းတက်တိုင်းမှာပယ်တက်ခုံနဲ့သွားတယ်တလန်းတက်တိုင်းမှာပယ်တက်ခုံဆိုပြန်ဆင်ပြန်လာရင်လည်းမပယ်တက်ပယ်ခုံနဲ့ပဲပြန်လာအဲ့တော့အသွားအပြန်ဆိုဘယ်နဲ့ချိန်ရှိပါလဲတဲ့အချိန်90တောင်းတရှိပါပါတယ်ဆရာတဲ့အဲ့ဒါပဲတဲ့တိုင်းပညာကိုလေ့ကျင့်တာအချိန်ကိုယူနေမှနေတယ်တဲ့ဆရာယူသိန်းရကျွန်တော်ပြန်မြောက်ဝေပေးခဲ့တာပါခင်ဗျားကလည်းအဲ့လိုပဲဟိုတိုင်းချင်းမဲတို့လေ့ကျင့်ခန်းလုပ်မဲတို့တရားထိုင်မဲတို့မိသားစုနဲ့စကားပြောမယ်လို့မိသားစုနဲ့ချစ်ချစ်ခင်ခင်နေမယ်လို့စီးပွားကိုလုံလောက်အောင်ရှာမယ်လို့ချမ်းသာအောင်လုပ်မယ်လို့အဲ့ဒီမယ်ဆိုတဲ့အရာတွေကမလုပ်ဖြစ်တဲ့အရာတွေဗျအဲ့တော့ တကယ်တမ်းထားလို့လိုက်ရင်မိနစ်20တည်းပဲအရာမှပုံမကြောက်ဘူးအဲ့တော့ကျွန်တော်တို့မိနစ်20လောက်ကမိသားစုအတွက်မိနစ်20လောက်ချိန်ပေးတာစာအုပ်ဖတ်ဖို့အတွက်မိနစ်20လောက်ချိန်ပေးတာကိုယ့်ရဲ့စီးပွားရေးအတွက်အကြံဉာဏ်အတွက်မိနစ်20လောက်ချိန်ပေးတာနောက်ဝိပဿနာတရားကိုယ့်ရဲ့မိမိဆိုင်ရာဘာသာရလိုက်မိနစ်20လောက်ချိန်ပေးတာဒီလိုမျိုးအချိန်ပေးတာတွေကကျွန်တော်တို့ရဲ့ဘဝမှာထိတ်တန်းကိုရောက်လာမှာဖြစ်တယ်ကျွန်တော်တို့ဒီတိုင်းမဟုတ်လဲဖုန်းကိုပွတ်နေတာနိုင်ဝက်တနာကြီးကနေမိနစ်20လောက်ကြာသွားတာပဲအဲ့တော့ တင်ကန်းစာအစ်စ်တွေကိုလေ့ကျင့်တော့မယ်ဆိုရင်လည်းအဲ့လိုပဲဒီနေ့အတွက်ဥပမာခင်ဗျားကကျွန်တော်စီမှာတိုင်ပြောင်းမြန်တက်နေတာပဲဖြစ်ဘန်ဒိုတက်နေတာပဲဖြစ်ဖြစ်မိနစ်20လောက်ကျင့်မယ်လို့ဆုံးဖြတ်လိုက်ရင်ကျန်တဲ့ဘာမှမလုပ်နိုင်နဲ့အဲ့ဒီမိနစ်20လောက်ကိုရေချိုးကန်ဒီမှာတင်ကန်းစာအစ်စ်ကို10ခါလောက်ကြည့်လိုက်ဗီဒီယို10ခါလောက်ကြည့်လိုက်ရင်သွားရောအတင်ကန်းစာတင်တန်းတွေရာလဲကျွန်တော်အမြဲတမ်းရိုးရှင်းတဲ့ပုံစံပဲတင်ပေးတာတာဗီဒီယို slow လုပ်စရာမလိုအောင်တင်ပေးတာတာဖြစ်တဲ့အတွက်အဲ့လိုမျိုး10ချိန်လောက်ကြည့်ပြီးဆိုတော့နောက်ထပ် စေချိန်မှဘယ်လောက်ရှိမလဲဗီဒီယိုတစ်ခုမှ3မိနစ်လောက်ပဲရှိတယ်တချို့ဗီဒီယိုဆို2မိနစ်လောက်နဲ့တင်ပြီးတယ်အဲ့တော့10မိနစ်ဆိုရင်ဘာမှမကြောက်ဘူး5-6ခါလောက်ကြည့်ပြီးသွားပြီအဲ့ညာကိုကိုတိုင်ပြန်ကျင့်လိုက် ပြန်ကျင့်လိုက်လွယ်သွားပြီဒါမှမဟုတ်နှစ်ချက်လေးတတ်ထားလိုက်အဲ့တော့အတန်ကိုကျွန်တော်အတန်ကိုနားထောင်ရင်းနဲ့အဲ့အတန်တိုင်းလိုက်ကျင့်နေဦးပဲဘာမှမခက်ဘူးဒီဘက်ခစ်ကတိုင်းတင်ရတာအရန်လွယ်အောင်ကျွန်တော်လုပ်ပေးထားတယ်အဲကျွန်တော်ပါဝင်တခြားသောတိုင်းဆရာတွေအများကြီးကလည်းဒါမျိုးလွယ်အောင်လုပ်ပေးထားတယ်ကျွန်တော်တို့ တင်နန်းသွားတက်တုံကဖုန်းလည်းမရှိဘူးဖုန်းလည်းမဝင်နိုင်ဘူးလိုင်းကားနဲ့20 30သွားရတယ်အဲဆရာကြီးတင်နန်းရောက်ပြီဆိုလဲဆရာကြီးကတန်းပြီးမောင်းတာနှစ်နာရီကနေမောင်းတာ9နာရီထိပဲနားမယ်လို့လည်းမပြောရဲဘူးအဲဒါမျိုးပေါ့နော်ဒီဘက်ခင်မှာခင်ဗျားတို့ကြိုက်တဲ့ချိန်ထမင်းစားနေနေလဲထပြီးစိတ်ပါရင်ဗီဒီယိုထကြည့်လိုက်ထကစားလိုက်ဒါမျိုးရတယ်အရန်လွယ်တဲ့ခင်မှာတင်တန်းဆရာအစ်စ်နေနေပါလာတာဒါဒီကြောင့်ဖြစ်တယ်ဗျဆိုရှယ်မီဒီယာတွေမှာအချိန်ကုန်ရတယ် AI တွေနဲ့ရှောက်ဆော့နေတဲ့အချိန်ကုန်ရတယ်တကယ်တမ်းမိသားစုနဲ့ရောအချိန်ပေးပြရလားမပေးပြပါဘူး အဲ့တော့ခမ ्या တို့အ ਨੇ ဆုံးကြမ်းပါမယ်တိုင်းပြမယ်လေ့ကျင့်ခန်းတွေပဲဖြစ်ဘန်တိုရဲ့လေ့ကျင့်ခန်းတွေပဲဖြစ်ဖြစ်ဒူးတွေခါးတွေအသက်ကြီးလာရင်များလာတဲ့ stress တွေကို release လုပ်ပေးနိုင်တယ်ဗောနော်မင်္ဂလာပါခမ ्या ကိုတူတယ်အဲဒါကြောင့်မလို့တိုင်းပညာကိုကျင့်တဲ့အခါအချိန်မပေးနိုင်တာမဟုတ်ပါဘူးအချိန်မပေးတတ်သေးတာပါဗျအဲ့တော့ကျွန်တော်ကျင့်တဲ့ပုံစံလေးကိုရေဘူးရအားဖြင့်နောက်ဆုံးအနေနဲ့ပြောပြပေးပါမယ်ဘာကြီးလဲဆိုရင်ကျွန်တော် Monday ရဆိုရင်ကျွန်တော်တရက်လောက်တနားလိုက်တယ် Tuesday ဆိုရင်အဲကျွန်တော်ဒိုက်ထိုးတာတို့တန်းခိုးတာတို့နောက် တိုင်းပြမဲ့လေ့ကျင့်ခန်းရဲ့မဟာပလင်လက်သီးထောက်တမနစ်ထောက်တာတို့ဒါမျိုးတွေလုတ်တယ်ကျွန်တော်တို့ core အားပြုရတဲ့လေ့ကျင့်ခန်းတွေလုတ်တယ်နောက်ခါကြာတာပရေးနေ့လောက်ဆိုရင် sorry ပုံတူးနေ့လောက်ဆိုရင်ကျွန်တော်အလေးမလေ့ကျင့်ခန်းအဲနောက်ကျောနဲ့လမောင်းရှေ့သားကိုကစားလိုက်တယ်ပြီးတော့တောက်ကြနေအဲ့လိုပဲညနေတိုင်းညနေတိုင်းမှာပထမရက်မှာဘန်တိုကစားတယ်ဒုတိယရက်မှာတနင်္လာနေ့ကနားတာ哦အင်္ဂါနေ့ဆိုရင်ဘန်တိုကစားတယ် ဗိုလ်ဒူးနေဆိုရင်တိုင်းပြောင်မြန်ကစားတယ်ဂျာတာပရီနေဆိုရင်ဘန်ဒိုကစားတယ်တောက်ကြနေဆိုတရက်နာတယ်စနေနေ့မှာကျွန်တော်ကတိုင်းပြောင်မြန်ရောဘန်ဒိုရောအပြင်လက်တွေ့တင်တန်းရှိတဲ့အတွက်တနေ့ကုန်ကစားတယ်အဲ့တော့ကျွန်တော်မှာကစားတဲ့အချိန်ကပုံများနေတယ်အဲ့တော့စားတော့ကိုလည်းပုံမှန်စားတယ်စောစောအိတ်တယ်အဲဒါပေမဲ့ကျွန်တော်တခြားအရာတွေလည်းအချိန်ရတယ်နော်ကိုပိုင်လေ့လာနေတဲ့ဘာသာရေးတွေရှိတယ်အဲကျွန်တော်တက်နေတဲ့တင်တန်းတွေလည်းရှိတယ်အဲတကယ်တမ်းလှုပ်ကြည့်ရင်အားပါတယ်တကယ်မလှုပ်ကြည့်လို့မအားတာပါဗျတော်တော်များများအောင်မြင်လာတဲ့အဲကျွန်တော်တိုင်းဆရာတွေပဲဖြစ်ဖြစ် အဲစီးပွားရေးနယ်ပယ်ကလူတွေပဲဖြစ်ဖြစ်အကြာကြီးတွေအချိန်ဆွဲပြီးတိတ်မလို့တူ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 နဲ့မြန်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 လောက်တာများတယ်အချိန်တွေကို10မိနစ်10မိနစ်စီလောက်ခွဲခွဲပြီးကစားသွားတာများတယ်အဲ့တော့တိုင်းမကစားတတ်တဲ့လူတိုင်းပညာအတွက်အချိန်မပေးနိုင်တဲ့သူနောက်ကိုယ့်ရဲ့ကျမ်းမာရေးမိသားစုဘာသာရေးအတွက်အချိန်မပေးနိုင်ရင်ကျွန်တော်ပြောတဲ့နည်းလေးတွေလုပ်ကြည့်ပါအောင်မြင်သွားပါလိမ့်မယ်ဗျအဲ့တော့အခုကျွန်တော်လက်ရှိဖွင့်နေတဲ့တင်တန်းရှိပါတယ်အဲ့တော့အချိန်မပေးနိုင်ဘူးအချိန်လည်းအများကြီးမရဘူးနေရာလည်းမကျေတဲ့လူတွေအတွက်တီးတန့် ဖန်တီးထားတဲ့လက်တွေ့အသုံးချလို့ရတဲ့တရက်မှာမှတထောင်ဝန်းကျင်ပဲကြာပြီးတော့၃လတာတင်တန်းဖြစ်တဲ့လက်တွေ့အသုံးချဘန်ဒိုတိုက်ခိုက်နေတရာတင်တန်းက၁ရက်နေ့စမယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါပါတယ်ဗျအဲ့ဒီတင်တန်းမှာကျွန်တော်လက်တွေ့ရုတ်တရက်ကြုံလာတဲ့အခါရုတ်တရက်ကိုကလက်ဦးအောင်ဘလို့တိုက်ခိုက်ရတာလဲဓမြောင်ကိုဘလို့ရုတ်တရက်ကာခွဲရလဲဆိုတော့တင်ငန်းစာပေါင်း၁၀၀တိတိပါဝင်တယ်အင်မတန်တန်ပါတယ်ဈေးနှုန်းမျှတပါတယ်ဗျဒီအတုတ်က batch 17ဖြစ်ပါတယ် 6200နဲ့နောက်ဆုံးတော့ဖြစ်ပါတယ်ဗျအဲ့တော့တင်တဲ့ app ဆိုရင် high လိုက်ပါ messenger ကနေလာ high လိုက်ပါဒါမှမဟုတ် common box မှာတင်တဲ့ app မီဆိုပြီးတော့မှရေးပေးလိုက်ပါဗျအဲကျွန်တော်လာပြီးတော့မှမိတ်ဆွေတို့ရဲ့ account ကိုလာပြီးဆက်သွယ်ပေးပါမယ်အဲ့တော့မကြခင်မှာလဲကျွန်တော်ရဲ့တိုင်းပညာတွေကို online အနေအလွယ်တကူရိုးရှင်းစွာနဲ့သင်ယူလို့ရအောင် update ဆက်ပြီးလုပ်သွားပေးပါမယ်စာအုပ်တွေလည်းထွက်ဖို့ရှိပါတယ်ဗျအမြဲတမ်းအားပေးနေတဲ့ပရိသတ်ကြီးကျေးဇူးတင်ပါတယ် time ကို management လုပ်တတ်အောင်စ조사ကြည့်ပါခင်ဗျားတို့ဘယ်အရာမှဆိုလွဲနေတာတွေ့ရလိမ့်မယ်ကျွန်တော်ဘောမှာအရန်ခက်ခဲတာတိတ်ကြီးမရှိပါဘူးဘာလို့လဲဆိုရင်အဲ့လိုမျိုးမနာဘူးမရက်ဘူးဆက်သွားနေတာဖြစ်တဲ့အတွက်ခင်ဗျားတို့လည်းမနာဘူးမရက်ဘူးဆက်သွားနေရင်လိုချင်တဲ့ပန်းတိုင်ကိုတနေ့မဟုတ်တနေ့ရောက်လာပါမှာဗျအားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျကျေးဇူးတင်ပါ